စစ်တိုက်တယ်ဆိုတာငါတို့မှာငါတို့ပဲရှိတယ်ဆိုတဲ့မန်နဲ့ဒီလုပ်လို့မရဘူးเนาะစစ်တိုက်တယ်ဆိုတာကျွန်တော်တို့ကအချင်းနေသုံးခုနားလေရတယ်ဟိုအဆင့်၃ဆင့်စစ်ပွဲကိုကျွန်တော်တို့ကနိုင်အောင်တိုက်နိုင်မှာဖြစ်မှာဘူးဟိုတရုတ်ကြီးပအဝင်ပတ်တနေလို့တရုတ်ဖိအားကြောင့်လို့ဟိုပြောနေရတယ်ကမှန်မှန်မူလားဆိုတော့လည်းမှန်တယ်ဒါပေမဲ့ဒါကအထူးဆန်းမဟုတ်ဘူးကျွန်တော်တို့ကစားနေတဲ့ဂိမ်းကမတူဘူးပွဲမတူဟိုငွေကြေးပဲဖြစ်ဖြစ်လက်နက်ပဲဖြစ်ဖြစ်သူများကိုမိခိုနေရတယ်ဆိုရင် တစ်ချိန်ချိန်မှာဖိအားပေးတဲ့လာရောက်တိုင်းဆိုင်ရတာလေဒါ TNL ရေအခုရန်ဆိုင်ရတာဟိုကျွန်တော်တို့ကနားလေပါလေကိုကျန်းစားတယ်ဒီຫນွေဦးဒေါ်လာကြီးရဲ့ framework ကိုကမှားနေတယ်မှားတာပါတယ်ဆိုတော့ဝါရဲ့လက်နက်ကင်ဒေါ်လာကြီးအင်အားစုတွေမှာတွားပြီးတော့ကိုကအစိုးရဆိုပြီးတွားဖွဲ့တာလေအစင်းမြိုင်အစိုးရဖွဲ့ပြီးလုတ်ခဲ့တဲ့ဒေါ်လာကြီးဘယ်ဒေါ်လာကြီးမှမအောင်ကျွန်တော်တောက်လျှောက်ပြောတာစဖွဲ့ရကျွန်တော်တို့ကသုတေသနလုပ်တာလေနိုင်ငံရေး agreement ရအောင်မလုပ်နိုင်မယ်နဲ့စစ်နိုင်တိုက်ရေးဆိုတာ ခင်ဗျာဟိုဘယုတ်တစ်ခါရလာပဲထွက်ပါမှာဟုတ်ကဲ့ကိုအောင်မွေးဒီတစ်ခါကျွန်တော်ဆွေးတွေးလိုတာကတော့ TNL နဲ့ဒီစစ်ကော်မရှင်နဲ့အပြစ်ခတ်ရက်စဲဆိုတဲ့တည်င်းပေါ်မှာဟိုဆွေးနွေးလိုပါတယ်ပြီးခဲ့တဲ့29 28မှာဟိုတရုတ်နိုင်ငံကုမင်းမှာတရုတ်ရဲ့ဂျာဝင်မှုနဲ့နှစ်ဖက်ဆွေးနွေးတယ်ပေါ့နော်အဲ့တော့ပြစ်ခတ်ရက်စဲဖို့သဘောတူတယ် ဒီနေရာမှာ TNL ကမိုးကုန်းနဲ့မိုးမိတ်တို့ကိုပြန်ပြီးတော့နောက်ဆုတ်ပေးရမှာပေါ့နော်ဒါစစ်ကော်မရှင်ပြန်ပေးရမယ်ဒါကတော့တော်တော်လေးထူးထူးခြားခြားတာဟော့တဲ့သတင်းဖြစ်တာပေါ့ဒါနဲ့ပတ်သက်ရင်အခုကကတုံးတက်မှုတွေအမျိုးမျိုးရှိတယ်ပေါ့နော်ဒီနေရာမှာအဓိကတရုတ်ပေါ့တရုတ်နေနဲ့ဘယ်လောက်ထိဖိအားပေးလဲတရုတ်ဖိအားပေးလို့ဒီလောက်ထိပြောင်းလဲသွားတာဆိုတော့တုံးတက်မှုတွေလည်းရှိတယ်အဲ့တော့ကိုအောင်မိုးကတော့ဒါနိုင်ငံတကာရှုထောင့်ကနေပြောမှာဆိုတော့ဒီတရုတ်ရဲ့အခန်းကဏ္ဍပေါ့အခုလိုမျိုး TNL နောက်ဆုတ်လိုက်တဲ့အနေထားကတရုတ်ရဲ့အခန်းကဏ္ဍဘယ်လောက်ပါလဲ တကယ်ပဲဟိုကြီးမမပြရာကြောင့်ဖြစ်ရတာလားဘယ်လိုမျိုးသုံးသက်ချက်ရှိလဲဗျအရင်ဦးဆုံးသိလို့ပါတယ်အဲ့တော့ဒီမြန်မာပြည်နိုင်ငံရေးနဲ့ပတ်သက်ရင်ဟိုလူတော်တော်များများပြောတာရှိတာပေါ့ဗျာเนาะဟိုတရုတ်ကြီးကပါဝင်ပတ်သက်နေသူဟိုတရုတ်ကြီးသာမပါရင်ငါတို့တော်တော်ရေးရအောင်ပြီးပြီးအဲဒါမျိုးတွေပေါ့เนาะခဏခဏကြားရတယ်အထူးစမ်းတော့မဟုတ်ပါဘူးကျွန်တော်တို့ခေတုံးကလည်းတရုတ်ကဒီဆရာနာသိန်းအဆိုးရနဲ့ဟိုရက်ခဲ့တာပဲလीเนาะအဲ့တော့ကလည်းကျွန်တော်တို့ဟိုဒေါသထွက်ခဲ့ကြတာပဲဟုတ်လား ဒါပေမဲ့ဟိုကျွန်တော်တို့အပြင်ကိုရောက်သွားတယ်ဗျာနိုင်ငံတကာစစ်ပွဲတွေကိုကြည့်တယ်နိုင်ငံတကာနိုင်ငံရေးကိုလေ့လာကြည့်တဲ့အခါကျသူတို့ကကြလက်တွေ့ကြကြသင်တယ်ဗျာငါဘာဝင်သင်တယ်လဲဆိုတော့စစ်တိုက်တယ်ဆိုတာပြည်တွင်းစစ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်စစ်တိုက်တယ်ဆိုတာငါတို့မှငါတို့ပဲရှိတယ်ဆိုတဲ့မန်နဲ့ကြီးလုပ်လို့မရဘူးစစ်တိုက်တယ်ဆိုတာကျွန်တော်တို့ကအခြေအနေသုံးခုကိုနားလည်ရတယ်ဟိုအဆင့်၃ဆင့်စစ်ပွဲကိုကျွန်တော်တို့ကနိုင်အောင်တိုက်နိုင်မှာဖြစ်မှာဘူးเนาะအဲ့ဒါကဘာလဲဆိုတော့ တော်လိုင်းအရာစု အတွင်းကမဟာမိတ်တိဆောက်မှုပေါ့နော်ဒီမဟာမိတ်တိဆောက်မှု ခိုင်မာမှုကိုဘယ်လိုတိဆောက်နိုင်လဲဒါကနံပါတ်1အရေးကြီးဆုံးပေါ့နော်နံပါတ်2ကကြာ regional power ပေါ့ regional power တွေကိုအိန္ဒိယချင်းနိုင်ငံတွေကိုငါတို့ကိုထောက်ခံအောင်ဘယ်လောက်မဟာမိတ်လုပ်နိုင်တယ်ဒါဒုတိယအဆင့်ပေါ့နော်တတိယအဆင့်ကကြာ နိုင်ငံတကာ international order ပေါ့ဒီနိုင်ငံတကာနိုင်ငံကြီးကဘယ်ကိုတွားနေတယ်ဘယ်အင်အားကြီးနိုင်ငံနဲ့ငါတို့ကမဟာမိတ်ဖွဲ့မှာလဲဆိုတော့အချက်၃ကြာပေါ့နော် ဒီအချက်၃ချက်လုံးကိုကျွန်တော်တို့ကတောင်းစီအောင်ဖြည့်ဆည်းနိုင်မှာကျွန်တော်တို့ရဲ့ဒေါ်လာရေးပဲဖြစ်ဖြစ်စစ်ပွဲပဲဖြစ်ဖြစ်ဟောတိတ်ကြမှာဘူးเนาะအဲ့တော့ခုနပြောသူပေါ့ဟိုတရုတ်ကြီးပါဝင်ပတ်သက်နေလို့တရုတ်ဖိအားကြောင့်လို့ဟိုပြောနေရတယ်ကမှန်မှန်မှုလားဆိုတော့လည်းမှန်တယ်ဒါပေမဲ့ဒါကအထူးဆန်းမဟုတ်ဘူးတဘာဝအကြဆုံးဟိုပြဿနာလေကျွန်တော်တို့စစ်ပွဲတွေရဲ့ဟိုပြဿနာပေါ့เนาะအဲ့တော့ဒီပွဲကိုရှင်းရှင်းလင်းလင်းသိထားမှာကတရုတ်ပါလို့ပဲကိုကန့်လို့ PNL တွေတို့ဘာတို့อ่ะခြေရွှေဟောတို့ဘာတို့အကုန်လုံးဟိုတိမ့်နိုင်နေတာပေါ့နော်အဲ့တော့ဒီအချိန်တွေမှာတိုင်းရင်းသားတွေကဘာကောင်းလို့လဲဆိုတော့အညာဘက်ကစစ်တိုက်ချင်တဲ့သူတွေကိုအများကြီးရသွားတယ်ဗျာလူငယ်အားလည်းရသွားတယ်လို့တရုတ်ဘက်ကနီးပင်ချာတွေလည်းရတယ်အဲ့တော့တရုတ်ကပထမအဆင့်လုံးကပအဝင်ပတ်သက်တာကဒီကြားဖြန့်ကိစ္စနဲ့ဟိုဗမာစစ်အစိုးရမတည်ငြိမ်အောင်လုပ်နေတဲ့အတွက်သူကသင်ခန်းစာပေးတာပေါ့နော်ငါဟာရုရှားလိုပဲဒီအရှိမရောက်ဆိုတာ Donbas area တွေလိုပဲရုရှားဘက်ကဟာတွေလိုပဲငါမင်းတို့ကိုချိန်ပြီးလှုပ်လို့ရတယ်ဆိုတာကိုပြတယ်နော်အဲ့တော့ပြရင် ပြရင်ကနေဘာဖြစ်လဲဆိုတော့သူ့မှာလည်းနိုင်ငံတကာအကြတရားဘာတွေ့လာလဲဆိုဘင်္ဂလားဒေ့ရှ်ဆိုပါတော့ဟိုပြဿနာတက်သွားရောပြဿနာတွေ့ရောအမေရိကန်ပါဝင်လာမှုတွေကိုလည်းမြင်လာရောသူက regional မှာပြန်ပြီးတော့မဟာမိတ်ဟိုတိဆောက်အောင်ပါလေအဲ့တော့မဟာမိတ်တိဆောက်အောင်ဆိုတော့ကြံခိုင်ရင်းနဲ့ပုံပြတို့တည်းကြီးကပုံကျုပ်တွေဆိုတာကသူတို့နဲ့မဟာမိတ်ဟောင်းနေလေအဲ့တော့မဟာမိတ်ဟောင်းနေနဲ့ပြန်ပြီးကြောချင်းကပ်ပြီးတော့ သူက international ပေါ့ regional power ကိုပြတိဆောက်ရတာဟုတ်အဲ့တော့ကျွန်တော်တို့ကလည်းကျွန်တော်တို့ကိစ္စနဲ့ဒေါသဖြစ်ပြီးပြောကြတယ်တရုတ်ကြီးကနောက်ကပါနေတယ်ဒါကကျွန်တော်တို့ကဒီ state level မှာကျွန်တော်တို့ကပြောနေကြတာ state level ဆိုတာငါတို့တော်လိုင်းရာစုကြမှာညီညွတ်ဘယ်လိုတိဆောက်မလဲဟိုရန်သူကိုဘယ်လိုနိုင်အောင်တိုက်မလဲဒါက state level ပေါ့နော်ဒါကပထမဆင်မှာရှိတာဟိုတရုတ်ကမြင်တာကတော့ state level မဟုတ်ဘူးသူကမြင်တာက regional level ကိုမြင်တာလေအဲ့တော့ကျွန်တော်တို့ကစားနေတဲ့ game ကမတူဘူးပွဲမတူဘူး ဲ့တော့ပွဲမတူတာကိုဒီအဆင့်၃ဆင့်ကိုဘယ်လိုပြန်တိဆောက်မလဲဆိုတာဒါကျွန်တော်တို့တော်လိုင်းရေးသမားတွေအကုန်လုံးစဉ်းစားမယ်အပိုင်ရောက်လာပါပြီ။ဟုတ်ကဲ့ဒီနေရာမှာတရုတ်ကဗမာပြည်ကိုစီးသုံးစီးတားလိုက်တယ်။အဲ့ဒီနေရာမှာအရေးကြီးတဲ့တစ်ချက်ကဗမာပြည်မှာပြည်တွင်းစစ်မဖြစ်ရဘူးလို့သူပြောသွားတယ်။အဓိကတော့သူ့ရဲ့နေကြားဒေတာတွေတည်ငြိမ်ရေးလဲပါတာပေါ့လေ။ဆိုတော့ဒီအပေါ်မှာတကယ်တရုတ်ကတကယ်ပဲအကုန်လုံးစစ်ဆက်ညှိနှိုင်းမှုရဲ့အဆင့်ရောက်သွားအောင်သူဖိအားပေးလုပ်မဲ့အနေအထားမျိုးရှိနေလား။ ဟိုအဲ့ဒီပေါ်ရောဘယ်လိုမျိုးသုံးသက်လို့ရမလဲအဲ့တော့တရုတ်ကဗမာပြည်ကိုပြည်တွင်းဆက်မဖြစ်ရဘူးလို့ပြောတာကဟိုပြဿနာကတရုတ်ပြည်မှာမဟုတ်တာဒါကဗမာပြည်လေနော်အဲ့တော့ဗမာနိုင်ငံမှာဟိုပြည်တွင်းဆက်ကအခုမှဖြစ်နေမှာမဟုတ်တာနှစ်ပေါင်းများစွာကြာနေပြီဒါကကျွန်တော်တို့ကအနည်းကတ်ဆုံးကြည့်ရင်နှစ်ပေါင်း80ကျော်ပေါ့နော်နှစ်ပေါင်း80ကျော်80ပေါ့နော်တကယ်တမ်းဒီဒေတာကြီးမှာဖြစ်နေတာကနှစ်ပေါင်းရာချီနေပြီဟာပထမမြန်မာနိုင်ငံတော့ဒုတိယမြန်မာနိုင်ငံတော့လူကြောင်းကောင်းတာကျွန်တော်တို့ကပြောတာလူမျိုးစုစစ်ပွဲတွေညာ ရာချီနေပြီဖြစ်ခဲ့တာเนาะအဲ့တော့ तू ကတော့ regional power level နေနဲ့ငါနားလေးမှာပြည်ရစ်ဖြစ်လို့မရဘူးလို့ဒါပြောတာက तू အပိုင်လीเนาะဒီမှာကပြည်ရစ်ဖြစ်ပေါ်နိုင်တဲ့အခြေအနေပေါင်းများစွာအများကြီးတည်ထားပြီးသားလीခုနပြောလို့ဆရာနာသိန်းနဲ့အလားလောလောရေးရတော့လေကွန်မန်နက်ပါတီနဲ့ဆိုရှယ်လက်ပါတီမညီရဲကနေစပြီးဆရာနာသိန်းမှုရနေတောက်လျှောက်တောက်လျှောက်အခုဘုံလေးကျဲဘာညာလေးဖြစ်နေကြတာ哦အဲ့တော့ဘုံလေးကျဲဖြစ်နေဆိုတော့အဲ့တော့ तू ပြောလို့ရနိုင်တာက တရုတ်နယ်စပ်ကဟိုသူတို့လမ်းကြောင်းကလူမျိုးစုတွေရှိမယ်ဗမာစစ်အစိုးရရှိမှာပေါ့နော်ဟိုကြံနဲ့ဟိုလက်နက်ကင်အင်အားစုတွေကတော့နော်ခံခဲ့ရတဲ့သူတွေခုနပြောတဲ့ရွာမီရှုခါတာတွေရွာလုံးကျရှုတဲ့နေစရာမရှိဘူးဟိုလာရွေးချယ်စရာမရှိတော့ဘူးနောက်တော်လိုင်းကိုခံခိုင်မှမှာစနစ်ပြောင်းရင်တဲ့သူတွေကိုကြာဟိုတွားပြော်လို့ပေးရမလဲဟိုတရုတ်ကဩဇာတက်လို့ပေးရမလဲနောက်ဆုံးကြကျွန်တော်ထင်ပါတယ်တရုတ်ဖြစ်စေခြင်းတဲ့ပုံစံထက်တရုတ်ကိုယ်တိုင်ကအင်အားစုအကုန်လုံးကို ဟိုပြန်ပြီးတော့ဒီလုံးရမယ်အဆင့်ရောက်မလာဘူးလို့လည်းမပြောနိုင်ဘူးလေဒါကကျွန်တော်တောက်လျှောက်ပြောလို့ကိုယ့်ရဲ့တော်လိုင်းရေးအင်အားစုကြီးရဲ့ရွေးချယ်မှုပေါ်မှာမူတည်ပါတယ်ဟုတ်ကဲ့ဒါကတော့တရုတ်ကဆွဖတ်မှုလို့ပဲဆိုဆိုတရုတ်ကဖိအားပေါ်မှာကျွန်တော်တို့သုံးသက်တာပေါ့လေအဲ့တော့တစ်ဖက်ကစီရေးရကျွန်တော်ပြန်ကြည့်အောင်ပါအခု TNL နဲ့စစ်ကော်မရှင်နဲ့ဒီစီရေးရဟိုရင်ဆိုင်နေတဲ့နေရာမှာအရင်ကတော့ TNL ဘက်မှာညီနောင်သုံးပေါ်ရှိတယ်ဒါပေမဲ့ MND ကနောက်ဆုတ်သွားတယ် ရခိုင်ကလည်းသူ့ရဲ့ data မှာသူ့ဘောင်သူအလုံးရှုံနေတယ်ဆိုတော့ PNL တဖွဲ့တည်းပေါ့နော် PDF တချို့လည်းဝင်ကွင်းလည်းကုမှာပေါ့ဒါပေမဲ့သူ့တဖွဲ့တည်းကထီးထီးခံရက်နေရတဲ့အနေအထားမှာစစ်တပ်ကလည်းသူ့ရဲ့ power ကိုပြန်ပြီးတော့သူကပြောင်းတာတွေကျွန်တော်သိလာတယ် drone တပ်ဖွဲ့ဖွဲ့တာတွေနောက်ပြည်သူစစ်တွေခေါ်တာတွေနောက်သူက state actor ဆိုတော့သူက G2G လက်နက်တွေဝယ်လို့ရတယ်သူစိတ်ကြိုက်ပုံစံကိုသူပြန်အထိုင်ကြောင်ချလိုက်တယ်ပေါ့အထိုင်ကြောင်မှာကိုကသူကပြန်ထိုးစစ်စစ်တော့ဒီထိုးစစ်ကိုတကယ်တမ်း ဟို TNL ကတကယ်တမ်းရင်ဆိုင်မှုဆိုတာကအရန်ခက်ခဲသွားတဲ့အနေအထားမျိုးလားဒါကြောင့် तू ကမိုးကုတ်မိုးမိတ်ပြန်ပြေးမယ်အပြစ်ခက်ရစဲတယ်ဆိုပြီးသဘောတူလိုက်တဲ့သဘောလဲဒါဖြစ်ကောင်းဖြစ်နိုင်တယ်စီရေးဘက်ကဆိုတော့စီရေးဘက်ကအခက်ခဲရန်ကြီးသွားပြီပေါ့နော် TNL ဘက်ကအဲ့လိုသုံးသက်မယ်ဆိုတော့ဘယ်လောက်မှန်နိုင်မလဲဗျကျွန်တော်တို့ကတော်တော်များများဒီတရုတ်ဖီးယားနဲ့တရုတ်ကိစ္စပဲပြောနေကြလीနော်ဟိုသမိုင်းကိုလေးလာမယ်ဆိုရင်ဒါခင်ဗျားလဲဟိုထိုက်နေစာနေခဲ့ဘူးလားနော်သမိုင်းကိုခင်ဗျား အနိစ္စဆုံးလေးလာကြည့်မယ်ဆိုရင်ဒေါအောင်ဆန်းစုကြည်ကအနောက်အုပ်စုနဲ့နှိစက်တယ်ဟုတ်လားအနောက်အုပ်စုနဲ့နှိစက်တော့2000စနစ်ဂျားပြရွေးကောက်ပွဲဝင်တဲ့ကဒေါအောင်ဆန်းစုကြည်ဘာကြောင့်ဝင်ခဲ့ရလဲအမေရိကန်ပြည်ထောင်စုအိုဘားမားအစိုးရပရက်ရှာပေးခဲ့ရလीနော်အမေရိကန်ပြည်ထောင်စုအိုဘားမားအစိုးရကပထမဦးသိန်းစိန်လုံးနဲ့ညှိတယ်ညှိပြီးတော့ဒီရွေးကောက်ပွဲလမ်းကြောင်းကိုသွားမယ်ဆိုပြီးတော့သဘောတူညီပြီးတဲ့ချိန်မှာဒေါအောင်ဆန်းစုကြည်နဲ့ထပ်ဆွေးနွေးရပေါ့ဒေါအောင်ဆန်းစုကြည်ကိုဂျားပြရွေးကောက်ပွဲဝင်ဆိုပြီးတော့ pressure ပေးခဲ့ နော်အဲ့တော့ pressure ပြီးတော့ဒေါအောင်စားစုကြည်အောက်သက်တဲ့နဲ့ဝင်ရတာနော်ဒါကိုကျွန်တော်တို့ကဟိုတမိုင်းကိုဟိုတိဖို့လိုတယ် Richard Campbell တို့ကတော့ရောက်လာပြီးတော့နော်တပြိုင်နက်ထဲမှာပဲ Thailand ကတော်လိုင်းကြီးလုတ်တယ်ဆိုတဲ့အင်အားစုကြီးသူတို့ရဲ့ဒေါ်လာတွေကဗာပြောလေမင်းတို့ပြည်တွင်းကိုပြန်ဝင်မှငါတို့ဟိုပတ်စံထောက်ပါဆက်ပြီးမယ်နေစားမှာဆက်နေမှာဆိုရင်မပေးဘူးဟို pressure ဆိုတာဒီလိုလေတရုတ်မှာမဟုတ်ဘူးကိုကကိုကိုမရက်တည်နိုင်ဘူးဟိုငွေကြေးပဲဖြစ်ဖြစ်လက်နက်ပဲဖြစ်ဖြစ် ူများကိုမိခိုနေရတယ်ဆိုရင်တစ်ချိန်ချိန်မှာဖိအားပေးတဲ့လမ်းကြောင်းတိုင်းဆိုင်ရတာလေဒါ TNL ရေအခုရန်ဆိုင်ရတာဟိုကျွန်တော်တို့ကနားလဲပါလေကိုကျင်းစားတယ်ဘာဖြစ်လို့လဲဆိုတော့သူ့မှာလည်းတကယ်တမ်းကျဟိုရွေးချယ်စရာမရှိတော့ဘူးလေဟိုစစ်တိုက်တယ်ဆိုတာဗျာရေရှည်မှာငွေဟာလက်နက်အင်ဟာနော်နောက်တကမဟာမိတ်ဖွဲ့စည်းမှုအရန်လိုပါလေရေရှည်မှာနော်ဘီလီယံနဲ့ချီပြီးကုန်ရတဲ့ကိစ္စတွေပါအဲ့တော့နောက်ကထောက်ပံ့တဲ့အဆက်အသွယ်ကြီးလမ်းကြောင်းတွေကမရှိတော့ဘူးအထီးကျန်သွားမယ်ဆိုရင် နောက်ဆုံးသူလဲသူ့လူထုတတ်တာမဲ့လမ်းကြောင်းကိုပဲသူအကောင်းဆုံးယူရတော့မှလေဒါကကျွန်တော်ထင်ပါတယ်သူစစ်လက်ခုဟိုထီထီဖြစ်နေတော့ပန်းနေပြီဟိုနောက်ဆုံးမြာ TNL ကြီးပဲမပြောနိုင်ဘူး TNL ပြင်ကို TNL တိုက်နေတဲ့အချိန်မှာခုနပြောတဲ့ဒီ UNG နဲ့ပတ်သက်တဲ့ဟာတွေရရောဂျာနဲ့နယ်မြေတွေကိုတိမ်းပြတာတွေလူငယ်ပေးတာတွေမလုပ်နိုင်တော့ဘူးလေအဲဒါတွေကဟို အင်တာဗျူးမှာပြောမကောင်းလို့ပါကျွန်တော်အတွင်းရေးတွေသိနေတာပဲဟိုတောင်ကမ်းမှာလူတောင်းတဲ့လူတောင်းတဲ့ကိစ္စမပေးဘူးအဲ့ဒါစကိုင်းနဲ့မန္တလေးနဲ့ဘလူးတွေအောက်မှာဖြစ်ကြအသိနေတာပါပဲဒါတွေကမပြောပါဘူးထားပါတော့ခုနပြောလို့နောက်ဆုံးကြတော့လေဟိုအတတ်နိုင်ဆုံးကြိုးစားတယ်ဟိုရွေးချယ်လို့မရတော့အဒီလိုနဲ့ရွေးကြတာပါပဲဟိုကျွန်တော်ကကြဗျာဟိုထိုင်းနဲ့ဇကာသူတွေတောင်ကနောက်ဆုံးပြည်ရင်းကိုပြန်ခဲ့ရသေးတာပဲเนาะဒိုနာတွေထောက်ပံ့ကြီးဖြန့်မယ်လို့ချိန်ကြောက်လိုက်တဲ့အချိန်မှာပြည်ရင်းကိုပြန်ကြရပါပဲ အဲ့တော့ TNL လည်းကြီးဝဲလို့မရတော့ဘူးတရုတ်ကဝါဟုလည်းဖိအားပေးတယ်ဒါက तू ကတရုတ်က तू power house တခုအနေနဲ့ तू ဒေသတွေမှာ तू သွားမဲ့လမ်းကြောင်းမှာငြိမ်းချမ်းနေတယ်ဒါကလည်းသူ့ရဲ့အကျိုးစီးပွားတွေလုံးပါပဲဒါအားလုံးကတရုတ်မှာမဟုတ်ဘူးအဖွဲ့အစည်းနိုင်ငံတကာမှာရှိတဲ့အကုန်လုံးကအကုန်ကျိုးစီးပွားတွေလုံးကြတာလေနော်ဒါကိုကျွန်တော်တို့ကဟိုသိဖို့လိုတာပေါ့အဲ့တော့ကျွန်တော်ထင်ပါတယ် TNL လည်းဒါကြောင့်ဒီလမ်းကြောင်းကိုပဲယူလိုက်ရတာပါ ဲ့တော့တစ်တုံညာနှစ်ခုစတဲ့အချိန်မှာဒီညီနောင်သုံးဘော်ရဲ့စစ်စင်ရအင်မတန်အောင်မြင်တယ်အဲ့ချိန်မှာလူဦးတော်လိုင်းရလည်းအချိန်ရလာတယ်ပေါ့နော်ဆိုတော့အဲ့ဒီချိန်မှာအားလုံးကစုစုစည်းစည်းနေတာကခုနဟိုပေါင်းစည်းပြီးတော့သူတို့ရဲ့ရီမန်းချက်တွေကိုပေါ်ဆောင်မစွင် အများကြီးဟိုဖြစ်လာနိုင်တယ်အားလုံးကလည်းအဲ့လိုမျှော်လင့်ခဲ့ကြတယ်ဘာကြောင့်ဒီຫນွေဦးတော်လိုင်းရေးကအဲ့ဒီအစ်စ်ကိုဘယ်မရောက်သွားနိုင်ရတာလဲအဲ့ဒီပေါ်တုံးသက်ချက်များရှိထားလားဘာများပြောလို့လဲအဓိကအချက်နှစ်ချက်တော့ရှိတာပေါ့နော် အဓိကချက်နှစ်ချက်ဆိုတာဟိုပထမတစ်ချက်ကဟိုခုနပြောတဲ့1027ပေါ့ဒီပထမ line ဆိုတာကရောတကယ် federal ပြည်အောင်စုတည်ဆောက်ဖို့အတွက်လုပ်ခဲ့တဲ့ဟာလားနွေဦးတော်လိုင်းနဲ့ရောတကယ်ဆိုင်လားဆိုတဲ့ဟာဒါကရှင်းရှင်းလင်းလင်းမေးခွန်းထုတ်ဖို့တော့လိုတာပေါ့နော်ဒီနွေဦးတော်လိုင်းနဲ့မဆိုင်လို့တိုင်းရင်းသားတွေကကို့အာဂျင်နာနဲ့ကို့သွားကြတယ်ဆိုတာလည်းဟိုအပြစ်ပြောလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီနွေဦးတော်လိုင်းရဲ့ framework ကမာနေတယ် မှားတာပါတယ်ဆိုတော့ဝါရဲ့လက်နက်ကင်ဒေါ်လာရေးအင်အားစုတွေမှာတွားပြီးတော့ကိုကအစိုးရဆိုပြီးတွားဖွဲ့တာလေအပေါ်စီးကတွားနေကြတော့အဲ့တော့တိုင်းရင်းသားလက်နက်ကင်အုပ်စုတွေကဘယ်နေရာစပါ့လဲဟိုဒီအစိုးရအောက်ကဝင်ရမှာလားအဲ့တော့သူတို့ကလည်းဒီຫນွေဒေါ်လာရေးလှုပ်ရှားမှုကိုဟိုတန်တရားနဲ့ချင်းကတာပေါ့နော်အရှင်ပေါင်းထားကြတာပေါ့အော်ဒါကြောင့်မလို့လည်းကျွန်တော်ထင်ပါတယ်ဟလာဘူဂျုတ်ကွမ်မော်တို့ KIA တို့ဘာလို့ဆိုတာဟိုတကယ်တကယ်တပ်ပေါင်းစုအဆင့်တောင်မရဘူးလူထဲတဲ့အခါမှာ မရနေရာတို့ဘာတို့မှာသူတို့နဲ့နှိစားတဲ့သူထဲ့တယ်ဆိုတာအကုန်လုံးကအရှင်လေဟိုဘသူကစစ်ကိုအားတောင်လုပ်နိုင်မလဲဥပမာ UNG ကအားတောင်လုပ်နိုင်တယ်ဆိုသူတို့ UNG နဲ့ပေါင်းမှာပေါ့နော် UNG ကအားတောင်လုပ်နိုင်မဲနဲ့ဟိုစစ်တပ်ကပဲအရင်လိုပဲပြန်နိုင်သွားမယ်ဆိုရင်သူတို့စစ်တပ်နဲ့ပဲပြန်ဒီရမှာလေအဲ့တော့သူတို့ကလည်းဟိုဒီဘက်က framework ကသူတို့ကြိုက်တဲ့ framework မဟုတ်တဲ့ခါမှာသူတို့ရဲ့စဉ်းစားမှုကလည်းအရှင်စဉ်းစားကြတာပေါ့နော်အဲ့တော့ပထမတစ်ချက်ကပထမ line ကပေါ့နော် ွေဥဒေါ်လာရင်းနဲ့ရောတကယ် inline ဖြစ်ရလားဆိုတဲ့ဟိုတစ်ချက်ပေါ့ကျွန်တော်ပြောတယ်ဟိုပရမလိုင်းရဲ့ UI ချက်ကကြားဖြန့်ကိစ္စရဲ့ဒီစစ်အာဏာသိမ်းအစိုးရဟလာမတည်နေအောင်လုပ်နေတာကိုလက်ဆင်ပေးလို့ဒါတရုတ်ရဲ့စံညွန်လေးနော်အဲ့တော့တရုတ်ကအခုမှပါတာမဟုတ်ဘူးပရမလိုင်းစာတွေကပါတာဒါကိုကျွန်တော်တို့ကရှင်းရှင်းလင်းလင်းသိဖို့လိုတယ်တော့ဒါပရမတစ်ချက်နော်အတိကဒုတိယတစ်ချက်ကနေဦးဒေါ်လာကြီးအချိန်ကောင်းမှုဆိုတာ framework တစ်ခုလုံးကမှားတာလေ အစင်းမြိုင်အစိုးရဖွဲ့ပြီးလုတ်ခဲ့တဲ့တော်လာကြီးဘယ်တော်လာကြီးမှမအောင်ကျွန်တော်တောက်လျှောက်ပြောတာစဖွဲ့ရနော်ကမ္ဘာနိုင်ငံကြီးမှာကျွန်တော်တို့ကသုတေသနလုပ်တာလीအဲ့တော့ဟိုပရမအစင်ကလက်နက်ကင်တော်လာကြီးစီကမှာတပ်ပေါင်းစုပုံတာဖွဲ့ပြီးမှဟို agreement တစ်ခုနိုင်ငံကြီး agreement တစ်ခုကိုရအောင်လုပ်ရမယ်နိုင်ငံကြီး agreement ရအောင်မလုပ်နိုင်မယ်ねစစ်နိုင်တိုက်ရေးဆိုတာခင်ဗျာဟိုဘယုတ်တစ်ခါရလာပဲထွက်ပါမှာနော်ဒီနေ့ကြုံနေရတာအားလားဒီပဲ ဟုတ်ပြီအခုအခြေအနေကိုကြည့်မယ်ဆိုရင်ຫນွေဥတော်လိုင်းမှာလည်းအားနေချက်တွေအများကြီးရှိတယ်ဟိုတခြားတရုတ်ကဲတာဖိအားလည်းပါတယ်ပေါ့နော်ဟိုဘတ်ပေါင်းဆိုကအခက်ခဲအကျက်တဲတွေနဲ့အားနေချက်တွေရှိလို့အခြေအနေကဒီလိုဖြစ်နေတယ်ဒါပေမဲ့ဆီးရီးယားတော်လိုင်းကိုကြည့်မယ်ဆိုရင်လည်းအဲ့တုန်းကတဘုံတွေကပထမနေမီတွေသိမ်းတယ်နောက်အာဆက်ကပြန်ပြီးတချို့တဝက်ပြန်သိမ်းတယ်ဒီလိုမျိုးအခြေအနေတွေရှိခဲ့တယ်နောက်ပိုင်းမှာတော့အာဆက်ကိုလုံးဝဟိုပြုတ်အောင်အထိဟိုတိုက်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ဆီးရီးယားအခြေအနေမျိုးရောမြန်မာနိုင်ငံမှာပြန်ပြီးတော့ကျွန်တော်တို့မြင်ရနိုင်မဲ့အခြေအနေမျိုးရှိလားကျွန်တော်တို့ကြောင့်ပထမဆုံးစတယ်က ဟိုအဆင့်30ဆင့်ကိုကျွန်တော်တို့ရအောင်ဒီလောက်ရမယ်တိုက်ရမယ်ဆိုတာကိုကျွန်တော်ပြောတာပေါ့နော်အဲ့တော့စီးရီးယားမှာဘာကြောင့်ဖြစ်ခဲ့လဲအာဒါနဲ့ပတ်သက်ပြီးတော့ဟိုချင်းတော်လိုင်းအင်းမတယောက်ဟိုရေးနေတဲ့ post ကစိတ်ဝင်စားဖို့ကောင်းတယ်နော်ဒါမျိုးတွေဖတ်လာတာလည်းကောင်းတယ်အဲ့တော့ तू ကပြောတယ်ဗျာဟိုဟိုစီးရီးယားမှာဟို2017ကနေ2016ထိပေါ့နော်ဟိုပရမအဆင့်မှာဟိုတော်လိုင်းအင်းမတွေကဒီစီးရီးယားနိုင်ငံခရိုင်14ခုရှိတဲ့နဲ့12ခုကိုသိမ်းထားတယ်ပေါ့နော် ဲ့တော့ဒုတိယအဆက်မှာဟဲ့လားဟိုကြတော့ဘာသာအဆက်ကပြန်သိမ့်တယ်ခုနှစ်နေရပြန်သိမ့်တယ်ပေါ့နော်ဟိုပြောချင်တာကဗျာဒီလိုတွေအခုစစ်တပ်ကပြန်ပြီးနေပြီးတွေသိမ့်နေလို့ငါတို့စိတ်ကြကြเสียမှာမလို့ဘူးနော်ငါတို့မှာပြန်နိုင်နိုင်တဲ့အားရှိတယ်ဥမာစီးရီးယားဆို2024မှာဘာသာအဆက်ထွက်ပြီးရတယ်ငါတို့ဒေါ်လာကြီးအောင်မြင်ခဲ့တယ်ပေါ့နော်အာသူဒါဒါလေးတင်ပြအဲ့ဒါဘာဖြစ်ဒီလိုတွေဖတ်လာတာကောင်းတယ်ဒါပေမဲ့ဟိုကျွန်တော်ဖြည့်ပြောချင်တာရှိတယ်စီးရီးယားကဘာကြောင့်အောင်မြင်ခဲ့တယ် စီးရီးယားမှာဗမာပြည်နဲ့မတူတဲ့အချက်ရှိတယ်ဗမာပြည်နဲ့တူတာမျိုးတွေပြတ်သွားတယ်ဗျာရွာတွေပြတ်ကြတယ်မိရှုကားတယ်ဒါတွေကြိမ်မွားပါတယ်နိုင်ငံအဲ့ဒါတူတယ်နော်ဗမာပြည်နဲ့မတူတဲ့အချက်ကဘာလဲဆိုစီးရီးယားကဟို proxy စစ်ပွဲပေါ့နော် American နဲ့ဒီ Russia အုပ်စုကြီးပေါ့ဟုတ်လားနောက်တစ်ခါဒီဟိုဘက်ကလည်း Sony Muslim နဲ့ Shia Muslim တွေရဲ့အပြိုင်မှုတွေပေါ့နော်ဒီလို Iran တို့ဟိုဘက်က Turkey တို့ပေါင်းဝင်ပတ်သက်မှုတွေပေါ့ဒါကစီးရီးယားဘုံ proxy ပေါ့အဲ့တော့ဟို Russia ပါဝင်လာတာတရုတ်နဲ့မတူဘူးအဓိကဒီ NATO အုပ်စုကရုရှား investment တွေယာတွေကိုလာထိတယ်ဟုတ်လားဒီစိတ်ကမ်းတွေကိုလာထိတဲ့အတွက်ရုရှားစစ်တဲပါတာကိုပါရှားအဆက်ကိုသူရောက်ကဲတော့ပါလေစီးရီးယားဘာကြောင့်အောင်လဲဆိုတော့စီးရီးယားတုံ့တန်ရေးသမားတွေကကံကောင်းပါလေအချက်နဲ့ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့အခုဂါဇာကမ်းမြောင်စစ်ပွဲဖြစ်တော့ဟုတ်လားအစ္စရေးကနေပြီးတော့ဒီလေဘနွန်မှာရှိတဲ့ဟက်စ်ဘိုလာဟိုအုပ်စုတွေကိုသူကတိုက်နိုင်နေတာဟုတ် နော် Hasbro ခေါင်းလုံးတွေကိုလောက်ကြတယ် Hasbro အုပ်စုကိုစေရရချိန်မှုနိုင်တယ်အဲ့တော့ဒီ Hasbro အုပ်စုဆိုတာကအရင်တော့ကတော်လိုင်းရေးသမားတွေကိုကောင်တာပြန်ချတဲ့ဒါဆိုအခုကျွန်တော်တို့ဗမာပြည်အနေထားနဲ့ပြောရင်ပြည်သူစစ်တွေပေါ့နော်ဒီအုပ်စုတွေနဲ့ကောင်တာပြန်လာတဲ့အုပ်စုတွေဟာဒီတစ်ခါမှကြတော့ဘာသာအဆက်ပကသူမတိုင်နိုင်တော့ဘူး Israel ဘုံကျဲပြတာအကုန်ခံလိုက်ရတယ်အဲ့ဒီနေရာတွေကဒါကတော်လိုင်းရေးသမားတွေအတွက်ပထမဆုံးကန့်ကောက်မှုဒုတိယကန့်ကောက်မှုကဘာလဲဆိုတော့သူတို့နောက်မှာတူရကီကအကုန်လုံးပုံအောင် ိုက်တယ်เนาะအဲ့တော့တူရကီကဘာလဲဆိုတော့ဒီဂါဇာကားပြောင်စစ်ပွဲနဲ့ပတ်သက်ပြီးတော့အီရန်တို့ဘာလို့လဲအကုန်အီရန်ကအားနည်းသွားတဲ့အချိန်မှာတူရကီကဒီ regional power အတွက်ဆွန်နီမွတ်စလင်တွေရဲ့အင်အားကိုပြတယ်နဲ့အကုန်ပုံအောင်နဲ့လုပ်ခဲ့တာဟုတ်အဲ့တော့နိုင်ငံတကာထောက်ပံ့ကြီးမှလည်းသူတို့ကရလိုက်တယ်ဒုတိယတစ်ချက်ကရန်သူရဲ့ဟိုထောက်တန်ကြီးဖြစ်တဲ့ Hasbulla တို့ဘာလို့အင်အားတွေနည်းသွားတယ်ပေါ့နော်ဒီအချက်နှစ်ချက်ကိုဟိုရန်သူအင်အားနည်းတယ်ကိုယ့်ဘက်ကနိုင်ငံတကာထောက်ပံ့ကြီးတွေမြန်မာစာရလိုက်တယ်ဒီအချက်နှစ်ချက်ကို သူတို့ကန်ကောင်းလိုက်ကြတာပေါ့နော်အဲ့တော့အဲ့လိုမျိုးစီးရီးယားလိုအောင်မြင်မှုဆိုရင်ဗမာတော်လှန်ရေးသမားတွေဟာဒါကြောင့်ကျွန်တော်ပြောတာ regional power တွေကိုဘယ်လိုတီးမလဲနော်နောက်တစ်ခုကရန်သူရဲ့အားနည်းချက်ကပါလေဒီနှစ်ခုကန်ကောင်းမှုကိုကျွန်တော်တို့ဖန်ပြီးပို့လို့အဲ့တော့ TNL ရဲ့အခုအပြည့်ခက်ရစေးသဘောတူစာချုပ်နဲ့နေမီတွေပြန်ပြီးစွန့်လွတ်လိုက်တဲ့အခြေအနေကပထမ MNDA မှာလည်းဒီလိုမျိုးလုပ်ခဲ့ပြီးပြီဒုတိယ TNL ဖြစ်လာပြီဆိုတော့ဒီအခြေအနေတွေကအခု လက်နက်ကင်တော်လန်ရေးအတွက်ကိုကြီးမားတဲ့အပြောင်းအလဲကြီးဖြစ်သွားစေနိုင်လားဗျအဲ့တော့ဒီလိုလေတိုင်းရင်းသားလက်နက်ကင်ကြီးကကျွန်တော်ထင်ပါတယ်သူတို့အလုပ်သူတို့လုပ်တာပါနော်ဟိုသူတို့နယ်မြေသူတို့ဟိုလွတ်မြောက်ပါမယ်ဟိုတတ်နိုင်ပြန်နယ်မြေရဖို့ဟိုလုပ်တယ်လေနော်အဲ့တော့ဗမာတွေကကျွန်တော်တို့ဗမာနိုင်ငံကြီးသမားတွေဗမာတော်လန်ကြီးသမားတွေကတခြားသူတွေပုံမှာမျောလင်းချက်ကြီးကြီးနဲ့လုံနေတာတဲ့ကိုကိုတိုင်းဖန်နေอยู่လို့တယ် အခုဟိုတီယန်နာနေတို့ဘာလို့ပါဆိုတာတကယ်တမ်းပြောမယ်ဆိုရင်ပထမလိုင်းအဆင့်နေရာကိုပြန်ရောက်သွားတာပဲလေအဲ့ဒါဒုတိယလိုင်းကတိမ့်ထားတဲ့နယ်မြေလူပေးရတာအတွက်လို့ဒီ high ground သဘောတူညီမှုအခြေခံပုံမှာရထားတဲ့ပထမလိုင်းပုံမှာရခဲ့ကြတာပဲနောက်တစ်ခုကဗမာနိုင်ငံရေးသမားတွေဒီတိုင်းရင်းသားတွေရဲ့ပြဿနာတွေကြားမှာဝင်ပြီးလက်မရှုပ်ဘူးလို့ရယ်ဥဥပမာပြောမယ်ဆိုရင်ဗျဟိုရှမ်းနယ်တွေကိုရှမ်းပြည်ကိုရှမ်းလက်နက်ကိုင်တော်လိုင်းရေးတွေကဝင်သိမ်းတာပြဿနာမရှိဘူးဒါပေမဲ့ TNL တို့တခြားလူတွေကဝင်သိမ်းတဲ့အခါမှာတွားပြီးတော့ဆွတ်ရုံမထောက်ခံဘူးလို့ရယ်နော်ရှမ်းနေရဲ့ပိုင်ဆိုင်မှုဟာရှမ်းပြည်သူတွေပဲဆုံးဖြတ်ပါလိမ့်ကိုကဝင်ဝင်ပြီးတော့တွားပြီးတော့ဝင်မဆွတ်ဖက်ဖို့လို့ရယ်အဲ့လိုဆွတ်ဖက်ရင်ခင်ဗျဗမာပြည်နေလုတ်ခတ်တဲ့ဟာကိုအားပေးတာလည်းမထူဘူးလीဒါကကျွန်တော်တို့ဗမာနိုင်ငံရေးသမားတွေဗမာအုပ်စုတွေအထူးသဖြင့်2015နောက်ပိုင်းကျမှနိုင်ငံရေးကိုဖျက်ဝင်လာတဲ့သူတွေဟိုအွန်လိုင်းမှာရှောက်ရည်တာတွေဒါတွေကိုစင်ကြင်မှုလို့ရယ်ပေါ့အဲ့တော့ဘာကိုပြောချင်လဲဆိုတော့ TNL အခုပထမလှိုင်းမှာတော့တင်းထားတဲ့နယ်မြေတွေကိုယ်တိုင်ကကျွန်တော်ထင်တယ်ဒေသခံတွေနဲ့ပြဿနာတွေရှိနေကြတော့မယ်အဲ့တော့ဟိုစစ်တပ်နဲ့လည်း TNL ကတိုက်နေသူတစ်ဖက်မှာလည်းဒေသခံတွေနဲ့ TNL ကြားကပြဿနာတွေလည်းရှိတယ်အဲ့ဒါကဟိုကာယကရှင်တွေပဲရှင်းကြပါစီနော်ဗမာနိုင်ငံကြီးလုတ်တက်သူတွေမတိဘဲနဲ့ဝင်ဝင်ပြီးတော့သူများရဲ့ဟိုတိုင်းသားကြီးတွေမှာဝင်ပြီးမဆွတ်ဖက်ကြပါနဲ့ဒါတို့တော့သတိထားဖို့လိုမယ်ထင်တယ်ဟုတ်ပြီအဲ့တော့နောက်ဆုံးအနေနဲ့ပေါ့ဒီလက်ရှိအခုရှိနေတဲ့ပကတိအနေထားမှာဆိုရင် အန်ယူဂျီလည်းတော်တော်လေးဟိုပေးချက်နိုင်ချက်အခက်ခဲကြီးနိုင်တယ်အန်ယူဂျီနေတဲ့ဘာလှုပ်ဆောင်တဲ့လို့ထင်လဲဒီနေရာမှာသူတို့ရဲ့နိုင်ငံရေးရွေးရပါဖြစ်မလဲဘာလှုပ်မှရမလဲသူတို့ဆက်ပြီးရှင်းတန်းအောင်ပေါ့နော်အဲ့တော့ဟိုအန်ယူဂျီဒါမကပ်ပါဘူးဟိုလက်နက်ကိုင်အုပ်စုတွေပေါ့နော်အခုဟိုစစ်တပ်ကဟိုကချင်မဲဖြစ်ဖြစ်ဟိုရခိုင်မဲဖြစ်ဖြစ်ဟိုတွဲဆုံဆွေးနွေးရေးလုပ်တယ်ဆိုတော့ကိုကဟိုထူးထူးတန်တန်ဟိုပါဝါပြနိုင်မှုလို့လာပေါ့နော်တူတူတန်တန်စကားပြောနိုင်တဲ့အနေထားတော့သူတို့ရှိကြပြီလေနောက်ဆုံးညာ ။ဟိုစစ်ရေးဟာတစ်ဖက်နဲ့တစ်ဖက်မနိုင်ကြလို့တွေ့ဆုံဆိုပြီးစကားပြောပြီးဆိုရင်ဟိုဒီအဆင့်ကိုရောက်ဖို့လိုတာပေါ့။အဲ့တော့ IUG ရောအညာကကျွန်တော်တို့ PDF တွေရောမန်လေးဟို PDF ပဲဖြစ်ဖြစ်ပါပဲဖြစ်ဖြစ်လေ။เนาะအချိန်တစ်ခုရောက်လို့စစ်ကကြားလာမယ်။เนาะဟိုကြားလာကြတော့မယ်။တယောက်နဲ့တယောက်စကားပြောကြမယ်ဆိုရင်ကိုကခိုင်ခိုင်မာမာအင်အားတောင်းမှုလိုတာပေါ့။အဲ့တော့ခိုင်ခိုင်မာမာအင်အားတောင်းမှုပါဆိုတာဗျာဖြစ်စေချင်တာကတကယ်ကိုဟိုတော်တော်လက်လက်လုံနိုင်တယ် တကယ်ဟိုနိုင်ငံရေးရာရောထက်ထက်မြတ်မြတ်ရှိတဲ့ဟိုလူငယ်ခေါင်းဆောင်တွေကိုပို့ပြီးတော့နေရာပေးတင်တာပေါ့နော်ဟိုကျွန်တော်တို့ဘာညာဆိုတာကကျွန်တော်တို့ရွယ်တက်တန်းနေပါနေရလေအခုတည်းကလေနော်ကိုကြီးမွန်တို့ဘာလို့ဆိုတာဒါကျွန်တော်တို့လည်းလုတ်ဖို့ခိုင်းမဲ့ပြီပါဒါပေမဲ့သူတို့အသက်ရွယ်ရာဟိုဒိုင်းနမဲကမဖြစ်တော့ဒါကျွန်တော်အမှန်တမ်းပြောနော်ဟိုငကိုလုံးကဟိုတော်လိုင်းနဲ့ကြီးလာပြီးတော့အားကစားတွေလုတ်ပြီးတော့တော်တော်လက်လက်ဆိုရင်တမျိုးလေနော်ဒီလိုကနေလာခဲ့ကြတာမဟုတ် easy going ကနေနေခဲ့ကြပြီးမှဟုတ်လားဒီလက်လက်ကင်ဒေါ်လာကြီးဘက်ကိုလောက်ကြတာဆိုတော့က ဟိုဓာတ်တွေကစိတ်ကူးရင်လို့မရအောင်အဲ့တော့လူငယ်ခေါင်းဆောင်တွေတဲ့ကနေထက်ထက်မြမြဥဆောင်ပြီးတော့အဖွဲ့တွေကို restructure လုပ်တင်တယ်တင်တယ်ဒါကြောင့်ကျွန်တော်တောက်ရှောင်ပြောတာဒီအဖွဲ့တွေက restructure လုပ်တင်တယ်ပြန်ပြီးတော့ဖွဲ့စည်းတင်တယ်ဘာပြောလူမျိုးသေးရှင်ဦးတင်တဲ့တကယ်ခိုင်ခိုင်မာမာဥဆောင်နိုင်တဲ့ဟာတွေခေါင်းဆောင်တွေဆိုရင်ကိုတိုက်နေတဲ့ရန်သူကနောက်ဆုံးညာကိုစစ်မနိုင်ဘူးဟိုတစ်ဖက်နဲ့တစ်ဖက်အနိုင်မတိုက်နိုင်ကြတော့ဟိုတန်းလူစကားပြောတာပါလေနော်ဒီအဆင့်ဒီလဲဒုတိယတစ်ဆင့်လောက်မှာပြင်ထားသေးတယ်မှာ ဟုတ်ကဲ့ကိုမိုးဝင်းအခု TNL နဲ့စစ်တပ်နဲ့အပြစ်ခတ်ရစဲရဲ့အပေါ်မှာအခြေခံပြီးတော့မြမနိုင်ငံရေးစီးရေးအခြေအနေအားလုံးကိုຫນွေဦးတော်လိုက်ပါပေါ့နော်။သုံးသက်ပေးတဲ့အတွက်ကျေးဇူးထူးတင်ပါတယ်။ဟုတ်ကဲ့ကျေးဇူးပါ။